မြန်မာတန်ရေဒီယိုကိုနားဆင်နေကြတဲ့တောင်းရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုတ်ကင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတောင်းရှင်များအတွေ့စိုက်ပျိုးရေးနည်းပညာတွေကို မျှဝေတင်ပြပေးနေတဲ့တုဒ္ဒပရိသာစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လင်းပေးနေပါတယ်။ဒီနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့ဇီယိတ်သက်တာအထွက်လက်တူ မျိုးစစ်ချစနစ်နဲ့မျိုးစပန်းစိုက်ပျိုးဆိုတဲ့ခေါင်းစဉ်နဲ့မျိုးစပန်းစိုက်ပျိုးရေးအတွက်အသိပညာနည်းပညာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒေါက်တာရှင်များရှင်စပန်းစိုက်ပျိုးထုတ်လို့ရမှာမျိုးထောင်စိုက်ပျိုးနည်းနဲ့ဒိုင်းရိုက်မျိုးစစ်ချစိုက်နည်းဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ရိုက်ရိုက်မျိုးစစ်ချစိုက်ပျိုးနည်းတွေရမှာမျိုးစစ်ချစနစ်ဟာကုန်ချစရိတ်သက်တာပြီးအထွတ်နှုံးလေးတိုးနိုင်ပါတယ် မျိုးစေ့ချစနစ်မှာအစိုးသမန်းဖြင့်အပေါ်ယံမျိုးစေ့ချစနစ်ရေကန်မျိုးစေ့ချစနစ်နဲ့အချောက်သမန်းဖြင့်မျိုးစေ့ချစနစ်ဆိုပြီးတော့၃မျိုးရှိပါတယ်။ 1986ခုနှစ်ဝင်းကျင်ကစပန်းစိုက်ပျိုးထုတ်လို့ရမှာပျိုးထောင်စိုက်ပျိုးရမယ်ဆိုတဲ့မူကိုချမှတ်ပြီးတော့ကျင့်သုံးခဲ့ကြပါတယ်။1988ခုနှစ်နောက်ပိုင်းမှာတော့လေယာလုံတန်းရှားပါခြင်းနဲ့ဈေးနှုန်းကြီးခြင်းတို့ကြောင့်မျိုးစေ့ချစနစ်နဲ့စိုက်ပျိုးလာကြရာ စိုက်ပျိုးဧရိယာရဲ့85ရာခိုင်နှုန်းလောက်ဟာမျိုးစေ့ချစနစ်တွေဖြစ်လာခဲ့ပါတယ်။ ဒီကနေ့အချိန်မှလည်းလေယာဉ်လုပ်ငန်းခွင်အတွင်းမှာလုပ်သားတွေဟာအရင်ကထက်ပိုမိုရှားပါးလာပြီးလုပ်အားကတွေလည်းဈေးကြီးလာပါတယ်။ဒါအပြင်မိသားစုလုပ်အားလည်းနည်းပါးလာပြီးတောင်သူအများစုဟာလုပ်အားလိုအပ်ချက်ဖြစ်ပေါ်ချိန်မှာလုပ်အားစည်းရိမ်ကြီးမြင့်ခြင်းကြောင့်လုပ်အားအခက်အခဲနဲ့အတူကုန်ကျစရိတ်တွေဟာလည်းကြီးမြင့်လာပါတယ်။ဒီလိုအခြေအနေမျိုးမှာစပားကိုပြိုးထောင်စိုက်ပျိုးမဲ့အစားမျိုးစစ်ချစနစ်နဲ့စိုက်ပျိုးမှသာကုန်ကျစရိတ်တက်တာမှာပဲဖြစ်ပါတယ်။ ပန်းဆိုင်ပြူးထုတ်လို့ရမှာလုပ်ငန်းပမာဏကြီးမှပြီးအချိန်ယူကလောက်ကန်ဆောင်ရရတဲ့အတွက်စတင်ပြိုးထောင်ချိန်ကနေရိတ်သိမ်းပြီးချိန်အထိမိသားစုလောက်အားနဲ့ပြင်ပလောက်အားအပါဝင် စုစုပေါင်းလောက်အားရက်ပေါင်း64ရက်ရှိပါတယ်ဒီလောက်အားရက်တွေထဲမှာ ပြိုးထောင်ပြီးစိုက်မင်းဆိုရင် မြေပြူးပြင်တာပြိုးခင်းပြင်ဆင်တာပြိုးထောင်တာအပင်ပြူးစုတာပြိုးနှုတ်တာနဲ့ ကောက်ဆိုင်ခြင်းလုပ်ငန်းတွေအတွေ့လိုအပ်တဲ့ရက်ပေါင်းကတော့24ရက်ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေအတွင်တေအေကကုန်ကြမ်းစည်းကတော့စုစုပေါင်းစပါးစိုက်ပျိုးထုတ်လုပ်မှုရဲ့29ရာခိုင်နှုန်းခန့်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ဒါကြောင့်မို့လေယာဉ်လုံတန်းရှားပါတာကောက်ဆိုင်စည်းရိတ်ကြီးမားခြင်းစတဲ့အခက်အခဲတွေကြားမှာအချိန်တိုအတွင်းကုန်ကြမ်းစည်းရိတ်သက်သာစွာနဲ့ပြည်စည်းနိုင်တဲ့မျိုးစေ့ချစနစ်ကိုတွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ စဘာကိုမျိုးစေ့ချစနစ်နဲ့စိုက်ပျိုးမင်းဆိုရင်ပြိုးထောင်ရတာပြိုးနှုတ်ရတာကောက်ဆက်ရတာစတဲ့ဇိိတ်စကားတွေမကုံတော့ပါဘူး။ဒါကြောင့်ကုံချစိိတ်အလွန်သက်တာပါတယ်။မျိုးစေ့ချစနစ်နဲ့စိုက်ပျိုးတဲ့နေရာမှာတော့စနစ်တကျစိုက်ပျိုးတတ်ဖို့တော့လိုအပ်ပါတယ်။စဘာမျိုးစေ့ချအထွက်တိုးနည်းပညာကို တောင်သူဦးကြီးတွေသိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ စဘာမျိုးစေ့ချအထွက်တိုးနည်းပညာမှာအဓိကလှုံ့ဆော်ရမယ့်အချက်တွေကတော့မျိုးစဘာကိုစားရည်စိမ့်ပြီးအပြင်းအမော်တွေကိုဖိပြီးတော့အောင်မြင်တဲ့စဘာမျိုးစေ့တွေကိုရွေးချယ်ရပါမယ်။မြေပြုပြင်တဲ့အခါတမန်ညက်အောင်မြေပြုပြင်ရပါမယ်။တမန်ပြင်ကိုမျက်နှာပြင်ညီညာအောင်ဂျုံနဲ့တိုက်ညှိရပါမယ်။ပံမြောင်းတွေလည်းဖော်ထားရပါမယ်။တမန်ပြင်မညီညာရင်ရေသွင်းတဲ့အခါမှာရေအတိမ်အနဲ့မညီတဲ့အတွက်စဘာပြင်ကြီးထွားမှုလည်းမညီမညာဖြစ်တတ်ပါတယ်။ တမန်းပြင်းတဲ့အခါတမန်းပြင်းညီညာရမယ့်အပြင်တမန်းနှက်ဖို့တမန်းညက်ဖို့လည်းလိုအပ်ပါတယ်။ဒါမှသာစဘာပင်ကြီးထွားလာတာနဲ့အမျှအမြင့်တွေဟာမြေကြီးအတွင် ကောင်းစွာ ဖွံ့ဖြိုးကြီးထွားတမ်းမှပြီးအာဟာရဓာတ်စုပ်ယူမှုအားကောင်းပြီးတော့အပင်လည်းကြီးထွားကစပနံကြီးထွားမှုလည်းအားကောင်းမှဖြစ်ပါတယ်။ပေါင်မြက်တွေကိုလည်းပြောင်းနေအောင်ကောက်ထားရပါမယ်။ထွန်စိတ်တိုက်ပြီးပေါင်းကောက်ထားရပါမယ်။ ပေါင်းမြက်ထူထမ်းမယ်ဆိုရင်လေစပားပင်ဟာအပင်မထတော့ဘဲကြီးထွားမှုရပ်တန့်နေတတ်ပါတယ်။ဒါကြောင့်တမန်ပြင်ဆင်ကလေးကမျက်နှာပေါင်းတွေကိုတေချာစွာလိုက်ကောက်ပြီးရှင်းလင်းခဲ့ဖို့လိုအပ်ပါတယ်။တော်တန်ရှင်များရှင်စပားမျိုးစိချပြီးရဲ့နောက်ကောက်ပင်ဖာနိုင်မှုအတွက်အရန်ပြိုးကိုလည်းထားရပါမယ်။ကောက်ွက်လက်တွေရှိရင်မဖြစ်မနေဖာရပါမယ်။ စဘာကင်းရဲ့တမီတာပက်လက်မှာ စပယ်နန်400ခန်းရှိမှသာတီအီကမှာစပယ်နန်55သိန်း16သိန်းခန့်ရမှာဖြစ်ပါတယ်။ဒါမှသာစဘာတင်း100ကျော်ထွက်နိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်တတ်မှတ်ထားတဲ့အနှံ့အရေအတွက်ပြည့်ဝစီဖို့အတွက်ကောက်ပင်မဖြစ်မနေဖားရပါမယ်။ဒါအပြင်ရေသွင်းရေထုတ်လွဲကူအောင်လေကြောင်းမြောင်းတွေလည်းဖောက်ထားရပါမယ်။ရေသွင်းတဲ့အခါမှာအပင်ငယ်စင်မှာအရွက်တွေရေလွတ်အောင် တလက်မကနေတလက်မခွင်းခန့်သာသွင်းပေးရပါမယ်။ အပင်ကြီးထွားလာတာနဲ့အမျှစပားပင်အရန်မြင့်လာတာနဲ့ရေကိုပိုမြင့်ပြီးရေမပြတ်အောင်ထိမ့်သိမ်းထားဖို့လိုအပ်ပါတယ်။စပယ်နံတွေရင့်မဲ့ပြီးအစိအစံတွေအားလုံးအောင်မြင်သွားတဲ့အချိန်စပယ်နံအားလုံးငိုက်သွားတဲ့အချိန်မှာအောင်ရေကိုလှုပ်ပေးရပါမယ်။တဘာဝမြေဩဇာနဲ့ဓာမြေဩဇာကိုလည်း အချိုးကျအချိန်ခိုက်အသုံးပြုရပါမယ်။ပိုးမွားယောဂကျန်းရောက်မှုကိုလည်းအချိန်နဲ့အမျှဂရုစိုက်ကြည့်ရှုပြီးကာကွယ်ခြင်းနှိမ်နှင်းခြင်းလုပ်ငန်းတွေကိုစောင့်ရရမှာဖြစ်ပါတယ်။မျိုးစေ့ချစနစ်နဲ့စိုက်ပျိုးခြင်းမှာအတန်းစိုက်စနစ်များနဲ့ဓာတ်ရိုက်မျိုးစေ့ချနည်းပညာတွေကိုလည်းစောင့်ရနေကြပါတယ်။အဆိုသမန်းဖြင့်ဓာတ်ရိုက်မျိုးစေ့ချနည်းပညာမှာတော့ကြွမီးတန်းချခြင်းနည်းစနစ်၊လက်စုချခြင်းနည်းစနစ်၊ရေထုတ်ထားတဲ့အဆိုသမန်းဖြင့်အပေါ်အစေ့ချစိုက်စနစ်နဲ့ရေကန်မျိုးစေ့ချစ စနစ်တို့ပါဝင်ပြီးတော့အချောက်သမန်းပြင်ဓာတ်ရိုက်မျိုးစေ့ချနည်းပညာမှာတော့အချောက်သမန်းပြင်မျိုးစေ့ချစနစ်အချောက်သမန်းပြင်အတန်းလိုက်အစေချာစနစ်နဲ့စူးထိုးဆိုင်စနစ်တို့ပါဝင်ပါတယ်။ခင်မိကြတဲ့တောင်သူဦးကြီးတွေကတော့မျိုးစေ့ချကိရိယာတွေနဲ့အတန်းလိုက်စိုက်ပျိုးတဲ့နည်းစနစ်ကိုလည်းအသုံးပြုလာကြပါတယ်။ဒီနည်းလမ်းတွေကလည်းကုံချန်းစည်းရိတ်တက်တောင်ပြီးတော့အထွတ်နှုန်းတိုးတက်နိုင်ပါတယ်။ နှွေစပါးဟာမိုးစပါးထက်မိမိတို့မျှော်မှန်းတဲ့အထွတ်နှုန်းကိုရရှိနိုင်တဲ့သီးနှံလင်းဖြစ်ပါတယ်။စပါးမျိုးစေ့ချအထွတ်တိုးနည်းပညာတွေကိုမဖြစ်မနေလိုက်နာမှသာအထွတ်နှုန်းတိုးတက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့တောင်သူလယ်သမားဦးကြီးတွေအနေနဲ့ကောင်ချန်းစီရိတ်တက်တာပြီးအထွတ်တိုးစီနိုင်တဲ့မျိုးစေ့ချစနစ်ကိုဆောင်ရွက်တဲ့နေရာမှာအထူးဂရုစိုက်ပြီးစနစ်တကျနဲ့ဆောင်ရွက်မှသာအထွတ်နှုန်းတိုးနိုင်မှာဖြစ်ပါကြောင်း ီကနေ့သုတပရိသာစိုက်ပျိုးနည်းပညာအစီအစဉ်ကနေစည်စနံနဲ့တင်ဆက်ပေးလိုက်ရပါတယ်။နားဆင်ကြကြတဲ့တောတာရှင်များအားလုံးစိတ်အီချမ်းသာခြင်းကိုယ်အီကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။